ဘီယင်းနဲ့အလေးပိုင်းမှာမိုးဆက်မပြတ်ရွာသွန်းပြီးနောက်ရေကြီးမှုတွေဖြစ်ပွားခဲ့ရမှာလူစေဦးတေဆုံးပြီး၅ဦးပျောက်ဆုံးနေပါတယ်။မြို့တွေစိုက်ပျိုးမြေတွေနဲ့တည်ယူပို့ဆောင်ရေးကွန်ရက်တွေလည်းရေကြီးမှုဒဏ်ကို ခံခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ကန်ယူရဲမြို့ဖြစ်တဲ့ဒါနန်းမှာလူ၆ဦးတေဆုံးကြောင်းသိရပြီးအနည်းဆုံး၄ဦးပျောက်ဆုံးနေပါတယ်။နေအိမ်တွေစိုက်ခင်းတွေနဲ့တရိတ်ဆန်အကောင်ရေထောင်းနေချပြီးရေတွေမြို့ပါသွားခဲ့ပြီးနောက်ထပ်လူ၁၉ဦးဒဏ်ရရှိခဲ့ပါတယ်။ ်ဒါနန်မြို့ဟာဗီယက်နမ်ရဲ့အကြီးအကဲစီးပွားရေးမြို့ဖြစ်ဖို့မျှော်မှန်းထားပြီးပျက်စီးမှုတွေကြောင့်စိုးရိမ်ပူပန်မှုတွေတိုးလာနေတယ်လို့ဒေတာခန်အာနာပိုင်းတွေကပြောကြပါရယ်ရခိုင်မြို့တော်ဟောင်းဖြစ်တဲ့ဝေးမြို့မှာတော့လူတအူးရေနေတည်ဆုံးခဲ့ပြီးအသက်9နှစ်ရွယ်မိန်းကလေးတအူးရေရဲပြုတ်ကျပျောက်ဆုံးနေတယ်လို့သိရပါရယ်မိုးရေချိန်42လက်မထိရောက်ရှိခဲ့ပြီးမြေရည်ကြီးမှုကြောင့်မြို့ရဲ့နေရာတော်တော်များများရေမြုပ်နေစေပါ တဟာဘီယက်နမ်မှာမှတ်တမ်းတွေရမိုးရေချိန်အများဆုံးဖြစ်တယ်လို့အမျိုးသားမိုးလေဝသအေဂျင်စီကပြောကြားပါတယ်။ကွန်ဂိုင်းပြည်နယ်မှာတော့အ திக အဝေးပြေးလက်မကြီးတွေတခြားမြေပြိုမှုပေါင်း120ကျော်ဖြစ်ပွားခဲ့ပြီးလူသုံးသေဆုံးခဲ့ပါတယ်။လမ်းတချို့ပိတ်ဆို့နေတာကြောင့်ယင်38စီးပေါ်မှလူ90ဦးဟာ၃ရက်ကြာပိတ်မိနေခဲ့ပါတယ်။ရေကမ်းမကျူပေါမှုရေကြီးမှုနဲ့တောင်ကုန်းဒေသတွေမှာမြေပြိုမှုတွေကြောင့် ပြည်နယ်ရဲ့ဂျီလက်ဒေတာကရက်ကွက်ဓာစင်ပေါင်းများစွာလဲအဆက်အသွယ်ပြတ်တောက်နေပါတယ်။ရေပီးတဲ့ဒေတာတွေမှာရဲတပ်ဖွဲ့နဲ့စစ်တပ်တွေကိုချထားပြီးရေပီးကြောင့်အဆက်အသွယ်ပြတ်တောက်နေတဲ့ဒေတာခံနေစီကိုအစားတောက်တဲ့အကူအညီတွေကို drone နဲ့ပို့လို့ရမလားဆိုတာကိုကွန်ငိုင်းအာနာပိုင်းတွေကစ조사နေပါတယ်။ BNL ဘိုင်းမှာမိုးကြီးမှုနဲ့အပူပိုင်းမုန်တိုင်းတွေကိုမကြာခဏကြုံရပေမယ့်ဒီတစ်ပတ်ရေကြီးမှုကတော့ပူနွေးလာတဲ့ရာသီဥတုကြောင့်မိုးရွာသွန်းမှုပုံစံပြောင်းလဲလာမှုနဲ့ ဆက်ဆက်နေတဲ့ NRA တိုးလာတာကိုမိမောင်းထုတ်ပြနေတယ်လို့တွင်းကျင်သူတွေကပြောကြပါဗယ် BNN ဟာကမ္ဘာပေါ်မှာရေကြီးမှုအန္တရာယ်အများဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ဆက်ရှိနေပြီးလူဦးရေထက်ဝက်နီးပါးဟာအန္တရာယ်များတဲ့ဒေသတွေမှာနေထိုင်နေကြပါရဲ့ရှင်